တ်လူဆိုတာအိုမင်းသွားရင်အများကယွန်းလာတယ်နော်အဖိုးကြီးဆိုနန်းနေအမေကြီးဆိုနန်းနေနဲ့ဖြစ်လာအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မလို့အသက်အရွယ်ကြီးလာပြီဆိုလို့ရှင်နေရာတကာမှာပါနဲ့ဟိုကူအေးစေးစေးလေးနေပြီးနေရအခုဘုံဘူဒီကထေဒီမဆိုလို့ရှင်အဲ့လိုပဲသာသမီတွေက မကြည်တဲ့အခါမကြည်ဖြူတဲ့အခါမှာဘိက္ခုနီဝတ်လိုက် အဲ့ဒီဘိက္ခုနီလည်းဝတ်လိုက်တယ်။ဇန်နဲ့ဘိက္ခုနီတွေကရောကြည်ပြူသလားလို့ဆိုသူဝိုင်းခိုင်းကြတာနော်။အဖွာကြီးဝါလို့ပေးဦးဒါလို့ပေးဦးဒီလိုဟာတွေဖြစ်တယ်။သူကဝါတဲ့ပြာဆိုဝါငဲနေတယ်လေ။ဝါငဲနေတော့သူ့ကိုခိုင်းတယ်။အဲ့တော့ဘိက္ခုနီမတွေငယ်ငယ်ရွယ်ဝါကြီးတဲ့ဘိက္ခုနီမတွေကဘာလို့ကြတော့ဆိုဘိက္ခုနီမတွေဆိုတာ တလကိုနှစ်ချိန်လာပြိလာကွယ်ဒီမှာတန်ဃာရိစီသွားပြီးတော့ဩဝါဒခံယူဖို့ချင်းကရဒါဝိနိဒိခါဘုရဲ့စိကံเนาะဘိက္ခုတန်ဃာရိစီသွားပြီးဩဝါဒခံယူဖို့ချင်းကရတဲ့သို့မဟုတ်ဩဝါဒသွားပြီးနာရတယ်အဲ့ဒါလို့နာတဲ့အခါမှာသူ့ကိုចောင်းဆောင်ခိုင်းထားခဲ့တယ်ចောင်းဆောင်ခိုင်းရနေမှာကဘူးရင်ွေးကြိုထားလိုက်เนาะ သူတွေဝါကြည့်တဲ့ဘေကုဏီမာရီကအเจ้าနေရဲ့ဝါရင်ွေးကြိုထားလိုက်ပါလို့မှာပြီးတော့သူတို့ကတော့အဲ့ဒါတန်ဘေကုတန်ဃာတွေစီသွားပြီးတော့ဩဝါဒနာကြအဲ့ဒါကိုသူပြန်ပြောပြတာလေးရှိတယ်တဒါဥဒကမဟိတဝါဩခိရိတဝါနဂုံပိယသူဟာရေခတ်ပြီးတော့ရင်ွေးကြိုတဲ့အိုးကြီးတွေကိုသူလောင်းထဲရတယ်တဲ့ စုံလေးတပိတောအာသီနာ တတော်စိတ်တံတမတဟိရေဦးလေးကောင်းမွန်ရွက်ရွက်ရင်ကနေပြီးတော့တရားလဲအာထုအဲ့ဒါလို့ကြိုးစားအာထုစိတ်တည်ငြိမ်အောင်သူကြိုးစားအာထုခဲ့သူကလုံလောက်ဝီရိယအသက်ရွယ်လဲရလာတဲ့အခါမှာတံဝေကတရားလဲရလုံလောက်ဝီရိယတားကြိုးစားအမြဲတမ်းတရားအထုတ်တယ်။ဒါမှမဟုတ်ထိုင်းမနေဘူးအိတ်မနေဘူး သက်ကြီးအမြဲတမ်းလှုပ်ရှားပြီးတော့ကြိုးစားနေတိုင်နေရှိတဲ့အဆောက်အဦမှာဆိုရင် တိုင်ကိုကင်ထားတယ်တိုင်မိမှာဆိုတော့ညမှာလာတစ်ပင်ရှိတဲ့နေရာဆိုရင်တစ်ပင်ကိုကင်ထားပြီးတော့ရက်ပြီးတော့တရားထုတ်တယ်ဇင်ညာလျှောက်တယ်အဲ့ဒါလိုကြိုးစားအထုတ်မှု ပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တယ်အဲ့ဒီအချိန်မှာသူရင်ရွေးကြုံနေတယ် အဲ့လိုတရားထုတ်တဲ့တမာရိရလာတဲ့အခါမှာခန္ဒီအနိစ္စတော်ထိတ်တော်ဟာသူတဏ္ဍမှာရှိတဲ့ခန္ဓာသူတော်ဝါတဏ္ဍမှာရှိတဲ့ခန္ဓာသူတဏ္ဍမှာရှိတဲ့ခန္ဓာကိုမမြဲတဲ့အနေအထားသူရှုမြင်လာအကျမ်းမြင်ပြောမယ်ဆိုရင်သူငယ်ငယ်တုန်းကရုပ်ရည်တွေပဲရှိတော့မှာတော့အဖွာအိုးကြီးဖြစ်တယ်အဲ့တော့ရုပ်တရားတွေဟာမမြဲဘူးဆိုတာကိုသူသဘောပေါက် အဲ့ဒီကနေပူပြီးအသေးတစ်စိတ်သဘောပေါက်လာတာဒုက္ခဒေါသအနတ္တဒေါမမြဲတဲ့သဘောတွေကနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်သွားတယ်အနတ္တလည်းမြင်သွားတယ်လက္ခဏာ၃ပါးတင်ပြီးသူ့ရဲ့ခန္ဓာရဲ့အနေထားတစ်ခုကိုရှုမြင်သုံးသပ်တာအဲ့ဒါလိုရှုမြင်သုံးသပ်ရင်ကခေပိတဝါအာသဝေတ္တပိ ာမသဝဘောဝသဝဒိဋ္ဌသဝဝိသသဝလို့ဆိုရဲအာသဝနေပဲအလွန်ကျယ်ပြီးတရားတွေမှာဖြစ်လိရှိတဲ့တဏှာရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဆိုရဲဒီတဘာဝတရားတွေအလုံးကုံဆုံးသွားဆိုလိုတာတော့အာသဝရင် ကုံတာမဟုတ်ဘူးကိလေသာတွေအလုံးကုံခန်းသွားတယ်ကြင်ကြံကြုတ်ကိုအထုတ်လိုက်တာကိလေသာတွေကုံခန်းပြီးအရတ္တဖို့သူရောက်သွားတယ်တဲ့သူကြိုးစားအထုတ်တာ အဲ့လိုကြိုးစားအထုတ်တဲ့အချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်တွေလွတ်ပြီးသူ့ကိုအားပေးစကားပြောတယ်။သူဟာလဲတကယ်ကိုအသိဉာဏ်တွေကရင့်လာပြီးတော့ကြိုးကြိုးစားစားရင်တွေးကြိုးကိုကြိုးစားရင်းကနေပြီးတရားထုတ်လိုက်တာ။ထူချတဲ့အသိဉာဏ်တွေရတော့ကိလေသာတွေကုန်ခန်းပြီးတော့ယန္တာမဖြစ်သွားတယ်။မြတ်စွာဘုရားရဲ့အားပေးစကားကဘာလို့ယောစဝတ္တတံဇီဝေ ကုတိတော်ဟိနဝီရိယောပြင်းပြင်းရီးရီးဘာမှမလုပ်ဘဲတရားမထုတ်ဘဲနဲ့ပြင်းပြင်းရီးရီးနဲ့အတ္တတရားရှင်းနေတာမမြတ်ပါဘူးဧကာဟံဇိဝိတတေယောဝီရိယမာရဘတော်တလားအကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားဖို့ဖြစ်လာတဲ့အကုသိုလ်တရားတွေဖယ်ရှားဖို့ကြိုးစား မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လောင်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလောင်ကြိုးစားမှု၄ရက်နဲ့ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာတနေ့ပဲရှင်ပါစေတနေ့ပဲအသက်ရှင်ပါစေအလွန်မြတ်ပါတယ်အကျိုးမြတ်တွေအများကြီးရပါတယ်လို့မြတ်စွာဘုရားကဒီဆုံးမစကားလေးနဲ့အားပေးလိုက်တဲ့အခါသူကရဟန္တာမကြီးဖြစ်သွားတယ်နော်ကြိုးစားအားထုတ်နေတဲ့ပုံမှာတန်ဖိုးတည်သွား ပိုပြီးတော့အားပေးလိုက်တဲ့အခါမှာပိုပြီးတော့အားတွေတက်လာပြီးတော့အတိညာလည်းရင်းကျက်လာတဲ့အခါမှာအဲ့ဒီလိုယာနာမကြီးဖြစ်သွားတယ်တဲ့နော်ယာနာမကြီးဖြစ်သွားတာအဲ့လိုယာနာမကြီးဖြစ်သွားတော့ခုနကဘေကုဏီမငငယ်တွေကရင်နှွေးချူခိုင်းထားရတယ်သူကတော့တရားထုတ်နေတော့ရေနှွေးရေဦးတော့ထဲ့ထားလိုက်ထဲ့ထားပြီးအောက်ကမီးမထိုးဘူးထမင်းရဲ့တရားထုတ်နေတော့မေ့နော် မိမထုံအဲ့တော့ဟိုဘိက္ခုနီမာရီကပြန်လာတော့အဖွားကြီးဖွားကြီးပဲမရောမီးပဲမရောရေနွေးဆိုတဲ့အခါကျအဲ့ကြတော့မှ तू ကသူကအဲ့ဒီအချိန်မှာဇန်နေအဘိညာဉ်နေနဲ့ရဟဏမကြီးဖြစ်နေပြီတိရဟဏမကြီးဖြစ်နေတော့ချက်ချင်းတေဇောကတိုင်းဝင်သွားပြီးတော့ရေနွေးဦးဟောချက်ချင်းတခါလဲပွက်ပွက်ဆူသောလှုပ်လိုက်တယ်အဲ့ဒီကြတော့မှ तू ရဟဏမကြီးဖြစ်မှန်သိတော့ဇန်နေဘိက္ခုနီမာရီက ခါတိုင်းလို့မလေးမစားမလို့ရဲကြတော့ဘူးဒီဒီစားစားကြီးညူအားထားရတဲ့ဘေကုဏီမှာဖြစ်နော်အသက်အရွယ်ကြီးတာအဲ့ဒါလို့ကြိုးစားအထုတ်လိုက်တဲ့အခါမှာရဟဏမကြီးဖြစ်သွားလို့ဇာနေပင်ရှင်နေရလာတယ်ရှင်တွေဟုတ်ချက်ချင်းပဲသူဒိဋ္ဌာန်လိုက်တာနဲ့ရှင်တွေကအခိုးတထောင်းထောင်းထွက်ပြီးရှင်တွေရသွားတယ်နော်အဲ့ဒီမှာဟိုဘေကုဏီမတွေကလန့်ဖြန့်ပြီးတော့ သူ့ကိုကြည်ညိုလေးစားစွာဆက်ဆံကြတယ်။အဲ့ဒါသူ့ရဲ့ဘဝအစကြောင်းမှာဂေါရဝဘုရားရဲ့လက်ထက်မှာဒီလိုကြုံတွေ့ရတယ်တဲ့။